ိန်တော်ရေကန်ရခုပကန်ဆိုတာလည်းရှိရတက်တက်ကိုရှိရကျိုးကြတော့လည်းအိမ်တော်ပြုတ်ပြီးသွားတဲ့အချိန်စလို့ရှိရင်တကယ်ကိုအာအမျိုးသားကိုကျင်လာတယ်ကိုရခုပရခုထီရကိုချစ်တယ်တကယ်ကိုကိုမိသားစုရင်းတော့ကိုပြီးရင်းသွားတယ်လည်းရှိရကျိုးကြတော့လည်း struggle struggle လုပ်ရတယ်လည်းရှိရဆိုတော့အမျိုးမျိုးပါပဲတယောက်တစ်ယောက်ကံနေရမတူမှမတူကြရတော့ဒါပေမဲ့ဘယ်သူမှကံမစိုးချင်ကြဘူးလေဆိုတော့အဓိကကတော့တယောက်တစ်ယောက်အဆင်ပြေဖို့ဆိုတာချစ်ချင်းမြတ်တာရဲ့ အဲနားလည်မှုရယ်ပေါ့နော်ကိုကျင်းစာစရယ်ဒါရီအခြေခံပဲလို့ထင်ပါတယ်ဒီကားမှာလည်းဒါရောမိပေါင်းဖို့ပြထားတာပါပဲဟုတ်များတော့ဒီကျွန်တော်ကဒီမှာကအစာပိုင်းကအမေဒါပေါ့အမေကတခွန်းဆိုတခွန်းပဲမိစပိုင်းနားထောင်ရတယ်မမားပိုင်းပေါ့အဲနောက်မိမရတော့လေလေမိမစကားပါပဲအဲ့လိုယောက်ျားကောင်တယောက်အဲခင်မကောင်တယောက်အနေနဲ့ပဲဆိုတော့ကျွန်တော်ကာရက်တာကတော့ယူယူပါပဲဟွာအဟွာတည်သွားတော့ဗျာကျွန်တော်နှိပ်ဆက်လာတယောက်လုံးမဲစပွိုင်လာရေလို့ဟာစပွိုင်ရတော့ ်ဘယ်လိုတွေ့ရပါလဲဆိုတော့ဒီအဘိုးမြစ်ထဲပါကျတော့အဲ့လို family တစ်ခုလေးတွေ့ရမှာပေါ့နော်အဲတပည့်တကွတာရေးတော့လည်းမဟုတ်ပါဘူးဘိုက်ပေါ်နေကောက်လာဟာဒီယောဂအမိုက်ပေါ်ကလေးယောဂပေါ့ဟုတ်ပြီလေမကောက်ပါနဲ့လို့ပြောတော့သူကတနာရတာလေပြီးတော့ဒုက္ခကိုပြီးတော့တာဟုတ်ပါဘူးကောက်လာလိုက်ပြီပြီးတော့အဲ့လိုပဲခလေးလေးရတော့စိုးတော့နော်စိုးအရင်တော့တရားလကားစားပါကိုသားလေးကဒါလေးပါဟုတ်ပါဘူးဟွာဟွာတီဟွာရောဗျာ တော့နှိပ်ဆက်လာတယောက်လုံးမဲစပွိုင်လာရေလို့အာစပွိုင်ရတော့ဒီနေ့ကလည်းဆိုတော့ဒီအဘုံမြစ်ထဲမှာကျတော့အဲ့လို family တစ်ခုကိုရတွေ့ရမှာပေါ့နော်အဲဒါပေမဲ့တကုတ်သားရေတော့လည်းမဟုတ်ပါဘူးဘိုက်ပေါ်နေကောက်လာဟာဒီယောဂအဝိုက်ပေါ်ကလေးယောဂပေါ့ဟုတ်ပြီလေမကောက်ပါနဲ့လို့ပြောတော့သူကတနာတတာလေဒီဒုက္ခကိုပြီးတော့တာဟုတ်ပါဘူးကောက်လာလိုက်ပြီပြီးတော့အဲ့လိုပဲခလေးလေးရတော့စိုးတော့နော်စိုးအရင်တော့တရားလကားစားပါကိုသားလေးကဒါလေးပါ ဲ့တော့အိမ်ဘောနေချပစ်တာခုတော့ဗာချွေးဘာဟိုရှာပဲဆိုအဲချွေးဘာပြောတယ်ဟာရလေကောင်ဒါလေးကြမ်းမပြီးတော့ကွာတောင်းယူရဲဖိနေသားတယ်ဗျာယူကနော်ဘောလီဝုဒ်နဲ့ Chinese ချစ်ကြီးချစ်ကြီးဘောလီဝုဒ်နဲ့ Chinese တယ် ါ်တယ်ဇက်ကားတွေကတော့အမုန်းမြစ်ဆိုတဲ့အတိုင်းမုန်းနေမြစ်တစ်စင်းလို့စီစင်းပါပေါ့ဟုတ်အဲမှာလောင်နေရပါဗျာဟုတ်အဲ့လိုမျိုးဟိုဟစ်တောင်းချမ်းဟုတ်တယ်အပိုင်တိုင်းကအဲ့လိုတပ်ပုတ်စင်းနေဖြစ်နေမယ်ပြီးရခါကျတော့သူအပြင်မှာ true story ကိုအခြေခံပြီးရိုက်ထားဖြစ်တဲ့အတွက်ကြောင့်အပြင်ဖြစ်မှဇလန်းအတိုင်းကိုပရိသတ်တွေကကြည့်ရတဲ့အခါမှာအချင်းချင်းနဲ့မှာတချို့ကလည်းဟာဒါမျိုးတွေကပြင်ပါမြင်မြင်မှုတဲ့ case မျိုးတွေပေါ့တချို့ကတော့ငါတို့ case တွေတူနေရဲဆိုတော့အဲ့အဲ့အမျိုးတွေလာလိမ့်မယ်ကောမန့်မှာဆိုတော့လေအဲ့ဒီကတိကပြောချင်တာတော့အားလုံးစူးစ းစားထားတယ်ဟိုကြည့်ရတာအချိန်ပေးရတာတန်တဲ့ကားလေးတကားဖြစ်မယ်ဆိုအမခံစိုးပါပြန်ပေးပြန်ပေးမျိုးစားတော့ပေးစင်တာပါဘွယ်ဘိုးကကြောအပြင်အဲ့ကားလေးရတိုင်းပဲပြန်ပေးဆိုလို့ချက်ချင်းပဲသွားလိုက်တာများတော့အဲ့ကျွန်တော်ကဒီမှာကအစားပန်းကအမေဒါပေါ့အမေကတခွန်းဆိုတခွန်းပဲအမေကလာထောင်းရတယ်မမဘွားဘွားပေါ့ အဲနောက်မိမရတော့လေလေမိမစကားပါပဲအဲ့လိုယောက်ျားကောင်းတယောက်အဲခင်မကောင်းတယောက်အနေနဲ့ပဲဆိုတော့ကျွန်တော်ကာရိုက်တာကတော့ယူယူပါပဲကြည့်မဲ့လူတွေကဘာလို့ကြည့်တင်လဲဆိုတော့ဇလန်းကတော့ယူယူလေးပါပဲဒါအပြင်မှာဖြစ်နေကြရောက်ခမနဲ့ချွေးမာကြီးအဆင်မပြေကြတဲ့ဇလန်းမျိုးလေးပဲဒါပေမဲ့ဘာလို့ကြည့်တင်လဲဆိုတော့အပြင်မှာအခုကပူလောင်နေကြတယ်လေလူတွေကစိတ်ညစ်နေကြရရှိမယ် ဒါဒီမှာက TV ထဲမှာသူတို့ထပ်ပူပြီးစိုးနေမှာဆိုတော့နည်းနည်းကို့အပူလေးမေ့သွားပြီးတော့ခဏလောက်ဇလန်းထဲမှာမျောလို့ရတယ်။အဲ့တော့ကြည့်တယ်။ဟုတ်ကြည့်တဲ့နေဟာပြောပြရအောင်နော်။ကြည့်တဲ့နေဟာတော့ကျွန်တော်ကတော့ကျွန်တော်အရင်ကားတွေမှာတရုပ်ဆောင်မှုတာကျွန်တော်အဲ့လိုတတိသားတို့ van zoo တို့ပေါ့နော်။ဒီကားတွေမှာကျွန်တော်အဲ့လိုမဟုတ်ဘူးပေါ့ဗျာ။ကျွန်တော် character တနာစရာလေးတနာစရာကောင်းလေးပေါ့နော်။အာ van ဟမ်အဲ့ဒီကကျွန်တော်ကျွန်တော်တခါမှမလုပ်ဘူးရဲ့ character ပေါ့ဗျာ။ ဒီမှာအရန်ဟိုတစားကန်ဖြစ်ဟိုကျွေးမဟိုနောက်ခါမှနဲ့ဟိုအမေနဲ့ဖွားနဲ့ကြာဟိုကျွန်တော်တစားကန်ဖြစ်နေတာပေါ့နော်ပြီးအတော်နဲ့ဦးလေးအိမ်မှာနေရတာပေါ့အတော်ကလည်းဟိုကလေးမရခင်တော့ကျတော့ချစ်တယ်ဒါကလေးသူ့ကလေးတွေလည်းရလာရတာပေါ့အဲ spoil လာတော့ဒါကားလုံးပြောလိုက်ပါမဟုတ်ဘူးလေလဲပါပြပြအဲ့လိုအဲ့လိုပြောပါနော်အဲ့ဆိုကကျတော့ဒီကားလေးကတခါမှပြည့်တဲ့မမြင်ဘူးတဲ့ character နဲ့တွေ့ရမှာဆိုတဲ့ကကျတော့အားလုံးကြည့်တင်ပါရဲ့ဖိတ်ခေါ်ပါရဲ့ကြည့်ပါဦးဆိုတော့က two face တဲ့ ် hidden လောက်ထားတဲ့ဘိုင်းတွေရှိရယ်လူတွေမှာဟိုကိုရီးယားမကောင်းနေတဲ့ရုပ်ပြဆိုးသွားတာရောဆိုးနေရင်လည်းပြန်ကောင်းသွားတာရောပေါ့နော်အဲ့တော့အမျိုးမျိုး character တွေအာကိုရီးယားအတားနဲ့အတားစိတ်နဲ့အာဒီ prohibitor စိတ်နဲ့ဘလို့ဘလို့လွန်ဆွဲလဲပေါ့အဲ့အရာကြီးကြည့်ရမှာနော်ဒီမှာဆို family issues တွေအများကြီးပါမယ်ဆိုတော့လေအာဇက်ကောင်တစ်ခုချင်းစီလိုက်ကဘိုးတအားဖြစ်ပါတယ်ကြည့်ရတာစိတ်လှုပ်ရှားစရာကောင်းပါပါ roller coaster စီးသူဘိုးစားပါပေါင်းစဲသားလေးကိုပြင်သင်ပေးထားတယ်လေ အဲ့ဒါတော့ဘယ်လိုရောက်မလဲနော်အဲအိမ်တော်ရေကန်ရခုပကန်ဆိုတာလေရှိရတသက်ကိုရှိရကျိုးကြတော့လေအိမ်တော်ပြုမူရတဲ့အချိန်စလို့ရှိရင်တကယ်ကိုအာမြို့သားကိုကျင်လာတယ်ကိုရခုပရခုထီရကိုချစ်တယ်တကယ်ကိုကိုမိသားစုရခုပကိုပြီးရင်းသွားရတယ်လို့ရှိရကျိုးကြတော့လေ struggle struggle လုပ်ရတယ်လို့ရှိရဆိုတော့ ်အမျိုးမျိုးပါပဲတယောက်တစ်ယောက်ကန်နေရမတူမမတူကြရတော့ဒါပေမဲ့ဘယ်သူမှကန်မစိုးချင်ကြဘူးလေဆိုတော့အဓိကကတော့တယောက်တစ်ယောက်အအဆင်ပြေဖို့ဆိုတာချင်းချင်းမြတ်တာရဲ့နားလည်မှုရဲ့ပေါ့နော်ကိုချင်းစာစရဲ့ဒါတွေအခြေခံပဲလို့ထင်ပါတယ်ဒီကားမှလည်းဒါတွေကိုမိပေါင်းဖုတ်ပြထားတာပါပဲဟုတ်ကျွန်တော်ကဟိုမျိုးသမီးကြတော့သူပြောဆို two face သူ့ဘေးဆိုတော့သူကရောက်မှရနေလဲအဆင်ပြေကျွန်တော်နဲ့လည်းအဆင်ပြေတော့ပြဿနာတော့မရှိဘူးသူနဲ့ဘက်ကတော့ပြဿနာမရှိဘူးကျွန်တော်ကျတော့ကျွန်တော်ညီလေးရဲ့သူ့မျိုးသမီးရဲ့ဂျားမာတော့အမေနဲ့ပေါ့ကျွန်တော်အမေရဲ့သူ့ကျွန်တော်ညီလေးတို့ဒီမရဂျားမာပေါ့ဂျားမာတော့အကူကြီးတယောက်နေနဲ့ဖာပေးရတာဖာတယ်ဟိုဒီနာဒေါသကြီးထွက်ရတာမျိုးရှိမယ်အမေကိုလည်းတောင်းပန်ညီလေးကိုလည်းချော်မော်အဲ့လိုမျိုးပေါ့ကိုကြီးရမ်းပြတယ်သူကတကယ်ယောက်ျားကောင်းတယောက်ပဲ ကျွေးမတော့ကျွေးမကောင်းပါပဲ။သူကကျွန်တော်ရောက်မောက်လည်းချစ်တယ်။မိတယောက်လိုချစ်တယ်။ဒါပေမဲ့သူကတစ်ဖက်စိတ်ထဲမသိစိတ်လေးပေါ့နော်။သူကလည်းနည်းနည်းချိန်လိုက်တာ။အဲ့လိုမျိုး။ရိုက်ပြီးတော့ surprise ဖြစ်သွားပါလား။ဆက်လဲတော့ချိန်လိုက်။ကုန်နေပြီစကားလေ။ဟင်။ပြညာတက်ကစားပွက်တော့ဝယ်တယ်တဲ့ပိုရှုပ်ရဲလေနော်အဲလိုမျိုး။ ဒီကားလေးကတော့ဆက်တော့ MTV4 မှာဆိုလို့ရှိရင် Minute to Friday ညတိုင်း9:00ပြမယ်ပေါ့နော်အဲဒီညဘက်ကြည့်လို့မပြီးလိုက်တဲ့သူတွေအတွက်လည်း Hipley application download နဲ့ဆက်နိုင်မှာမြန်ကြည့်လို့ရပါတယ်အဲ့တော့ Moment စကားလေးမှာဒီဖွဲ့လုံးအကောင်းဆုံးထူးခြားထားပါတယ်အာဆရာဦးသိန်း Phoenix ရဲ့အာဒီတင်ပြမှုနဲ့အတူဒီဖွဲ့လုံးအကောင်းဆုံးထူးခြားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ဆက်ကြည့်ပေးပါလို့ကြည့်ရတဲ့ကားလေးတကားဖြစ်မှာပါလို့အားလုံးကြွချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်